အားလုံးပဲမင်္ဂလာပါရှင်။ Israel နဲ့ Iran အကြားအပြန်အလှန်ပစ်ခတ်မှုတွေ၅ရက်မြောက်နေ့အဖြစ်ဆက်လုပ်နေကြပြီးနှစ်နိုင်ငံစလုံးတေလူသေးဆုံးမှုတွေထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့မနက်လင်းအကြီးအချိန်က Israel ရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ Iran က မစ်ဆိုင်တုံးတွေနဲ့နှစ်ကြိမ်ဆက်တိုက်ပစ်ခတ်ခဲ့ရမှာဣသရေလနိုင်ငံအလီပိုင်းနဲ့မြောက်ပိုင်းကနေရတချို့မှာလေကြောင်းအချက်ပေးဥဩတံတွေဆူညင်သွားခဲ့ပါတယ်ဒီတော့အတွင်းမှာပဲအရှိအလီပိုင်းဒေသမှာပလိတ်ပခတ်တွေဆက်ဖြစ်နေလို့ဆိုပြီးအမေရိကန်သမ္မတထရန့်ကကနေဒါနိုင်ငံမှာကျင်းပနေတဲ့ G7 စမှုထိပ်တီးနိုင်ငံများအစည်းအဝေးကနေထွက်သွားခဲ့ပါတယ် ကရနီပြည်နယ်မိုးပြမျိုးအတွင်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရင်လွယ်ကော်မျိုးဒေတာခံပြည်သူကွယ်ရဲ့တပ် Loyal Local PDF Alpha 2တပ်ရင်းမှာအမှတ်နှစ်တဆူမှု ရေပေါ်ကျော်ထက်ခထက်ကြီးသည့်ဇွန်လ16ရက်နေ့တွင်တိုင်းပြည်နယ်လူမျိုးအတွက်မြင့်မြတ်စွာကြာဆုံးသွားခဲ့ကြောင်းသိရပါသည်။တဆူမှုရေပေါ်ကျော်ထက်ခထက်ကြီးအသက်29နှစ်သည့်တိုက်ပွဲများစွာကိုရရွတ်ချွန်ချွန် တိုက်ခိုက်စဉ်တွင် KB အောင်ပွေးများစွာတွင်လည်းရေပေါ်ရေဖက်များနှင့်အတူပါဝင်ခဲ့ကြောင်းတမိုင်းဤအာဇာနည်တွေကောင်းအဖြစ်မှတ်ချောင်းတင်ကိုပြုပါသည်ဟုလွန်ကောဒေသခံပြည်သူကောက်ကွေရဲ့တက်လွန်ကော local PDF မှထုတ်ပြန်ထားပါတယ်အညာဒေတာအတွင်းစီးရဲတရင်များနဲ့ပတ်သက်ပြီးတရထားရမည့်အချက်များအပါအဝင်အညာဒေတာအခြေအနေများနဲ့အညာဒေတာတော်လှန်ရေးရေးပေါ်များ တတိကောင်ချောင်စာကြည့်တို့ကိုကရင်ပြည်နယ်တိုက်ပွဲများတွင်အင်တိုက်အတိုက်ပဝင်နေသောကြားဖြူစစ်ကြောင်းမှပုံမှုကျော်ဟင်ကပြပြထားပါရယ်ပြက်နေတဲ့အရာမှမများအလုံးကျွန်တော်နေ့စဉ်နေ့များကြားသိရတာအများရှိတယ်အဲဆုံဆုံမှုတွေနှစ်နာမှုတွေများတယ်ဒါပေမဲ့ဟိုတတိပိုင်းဆိုင်ရာမှာကလည်းကျွန်တော်အညာဒေတာကအာရဲဘော်လေးတွေတတိကောင်းကြပါလေအဲမပြည့်မစုံမနဲ့ဒီတူမီတူမီလေးနေနဲ့ဒီရန်သူတို့ပေါ်ခုခံတွန်းလှန်နေတယ်ဆိုတာဒီခေတ်ဒီခါမှာဆိုတာဒါကမဖြစ်တည်တဲ့ကိစ္စတွေပေါ့နော် အခုဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးထဲမှာเนาะခေတ်မီတနတ်တွေလက်နက်စမ်းတွေအများကြီးပေါ်နေတဲ့ချိန်မှာမှဒီတစ်တိုးမီနဲ့တိုက်တယ်ဆိုတာဒါကကဘာဝင်ကျွန်တော်တို့ဟိုချပြလို့ရတဲ့အနေအထားတွေအများကြီးရှိတယ်။အဲကဗျဟိုဒီအညာဒေသမှာရှိတဲ့စစ်မြေပြင်ကျေပြတ်မှုနောက်ပြီးတော့ဒီအညာဒေသကိုဖိနေတဲ့ဥစ္စာတွေတဲ့ဒီတိုင်းနဲ့ပြည်နယ်မှာရှိတဲ့လူတွေတော်တော်များများနဲ့တိပါမှာเนาะ chi adang minung pasril yam an put ko swallow column in ton vo ngai pakhat ni achim jun ni lei ni akhan chong dong khupi in no cheng kong le khwa le engine khwa le a drong le shamgan i put in รัลลัมเซียนมี division 44เล division 55 SA s e r i a l กับสักขัดสมงาจู swallow กลัมเลตอลชงเชมไลตังทีพูนีลัมปีอาเอร์คุมอินอังการหาอีเมนุงสมงาชองอันทีอดังมินุงปัสริเลมอันปูอีรัลลัมเซียลเข้าตีเลาอินหูอันตอลเตะไทยอซิจุดดงเปงกาดาวนักอาหินเอ SA s ซี i a ลกับสมงาสองอันที่เอ SA s ซี i a ลกับนี้เชมงันเปิดเลยอิน อันกัดจะอาตัวชุมีจูอันหิมนักมุนอาอันเชลกำดิ่งอินเลอันลำกิบอินกันบอมดิ่งอินกันชิมหาดยาสวาโลกลำนี้รถวงไงประคัดนี้อัชิมกระชิมปีเนพักกามิวอดวยเฉพาะเคโตได้ป่วยอดวยอาจารย์พัสิตเพมา ဘုံမှုဖြိုးစော်တပ်အပအဝင်စကောင်စီတပ်သား22ဦးသေဆုံးခဲ့ကြောင်း KIACA သတင်းအရေးမြတ်ကရန်ကုန်ခေတ္တသတင်းဌာနသို့ပြောကြားထားပါတယ်။ယင်းနေ့ဇွန်လ18ရက်နေ့တွင်ဖက်ကံမျိုး၌တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီးမော်ဇီစာဗရကုန်းတွင်တက်ဆွဲထားသည့်အကြံဖက်စစ်တပ်စကောင်စီကို KIAPDF ပူပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်၏တမ33လက်အောက်ကန်စီဘူဟာအထိုင်းစခန်းမှ G2 အဆင့်ပုံမှု ဖြူဇော်သက်နယ်စစ်ကောင်စီတပ်သား22ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့တိုက်ပွဲမှာတမ33လက်အောက်ခံကစီဘျူဟာအထိုင်စခန်းက G2 အဆင့်ရှိတဲ့ပုံမှုဖြူဇော်သက်နဲ့စစ်ကောင်21ယောက်သေဆုံးတယ်လို့အတည်ပြုနိုင်ခဲ့ပါတယ်ဟု KIA စီးရဲသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ထို့အပြင်ဖက်ကံမျိုးမော်ဝန်လေးရွာဖျားကြောင်းတွေတဆွေထားသည့်အကျံဖက်စစ်တပ်ကိုလည်း KIA နဲ့ PDF ပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်နေကြောင်းအစိုးရစစ်တပ်စစ်ကြောင်းမှ မော်ဝင်းလေးကြီးရွာတို့မကြတိခင်ကစစ်ကြောင်းထိုးဝင်ရောက်တဆွေခေချင်းဖြစ်ကြောင်းလက်တလော့မော်ဝင်းလေးနဲ့ဝန်ကြီးရှိပြည်သူများစစ်ပိတ်ဆောင်ပြီးနေရကြောင်းဒေသပြည်သူထံများမှသိရှိရပါတယ်လော့လော့စီရောဖက်ကံမှာနေနေတိုက်ပွဲပြင်းထန်နေပါတယ်ဒီမိုကောင်းအခြေဆိုင်အမှတ်၃ခြေလင်းတက်မဟာအဲ့ဒီစစ်ကြောင်းကဖက်ကံရောက်လာကြတဲ့ကတက်မဟာမှုဘုံမှုချုပ် ဇော်လက်ဥဆောင်တဲ့စစ်ကြောင်းရောက်လာကြတဲ့ကအဲ့ဒီစစ်ကြောင်းကဖက်ကန်ပီသူအယောက်30ကျော်ကိုနှိပ်စက်တပ်ဖြတ်ထားပြီးလောလောဆယ်ဖက်ကန်ပီသူတွေအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရိမ်ထိတ်လန့်နေရတယ်။အဲ့ဒီစစ်ကြောင်းရောက်လာကြတဲ့ကဖက်ကန်ကကြောက်စင်းလုပ်ကွဲကုမ္ပဏီတွေမိရှိုးတယ်။ပီသူကိုတပ်ဖြတ်တယ်။အကြမ်းဖက်မှုတွေနေတိုင်းလှုပ်ဆောင်နေတယ်ဟု KIA စီးရီးတရင်အရှင်းမြတ်ကပြောကြားထားပါတယ်။ အကျံဖက်စစ်တက်ဤမိုးကောင်းအခြေဆိုင်အမှတ်၃ခြေလက်တက်မဟာမစစ်ကြောင်းကဖာကမျိုးတို့မေလနောက်ပိုက်ကလေးကစတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးယခုအခါရက်နှစ်စီနှိပါရှိနေပြီဖြစ်ကနေတိုင်းနှိပါတိုက်ပွဲတိုက်ပွဲများဖြစ်ပွားနေပါတယ်